နာအာယသနာဟေတုတသိပြရသည်ကျမ်းမာပြီးတော့သားရေဆိုပြပြရသည်ထာဝရချမ်းသာပြရသည်ကုန်တဲ့ရင်ချပြရသည်နာမည်ကြီးပြရသည်ကောတေလို့ရှိရင်နတ်ပြည်ရောက်ပြရသည်သူဒီလိုဆူတောင်းယုံနေတော့မရဘူးတဲ့ညဆောပြား ဟောတယ်ကွာလောကလူတွေကတော့ဆူတောင်းကြဆူတောင်းယုံစိတ်ထဲကနေရည် ရှည်ဆူးပြီးတော့တောင်းတ နေုံနဲ့ဒါတွေဟာမရနိုင်ဘူးတဲ့။ာထောက်ပြတော့ဆိုမြတ်စွာဘုရားအကယ်၍ဆူတောင်းယုံစိတ်แท้ကလိုချင်ယုံနဲ့ရနိုင်မယ်ဆိုရင်ဘသူကဘသူတွေအောက်တန်းကြတာရှိမှာတော့တဲ့။သူတွေဟာအလုံးဟာကုသနာပြည့်နေကြမှာပေါ့။ခုတော့ဆန္ဒမပြည့်ပဲနဲ့ဘဝတစ်ခုကဆုံးသက်သွားကြတယ်။ကိုလိုချင်တာမရဘူးဆိုတာအများကြီးပဲ။ တော်တော်တချို့လူတွေကကိုလိုချင်တာရတယ်လို့ထင်တာမရတာတွေအများကြီးပဲเนาะသူ့ဘဝတိုင်းသူဖြစ်သွားတာမရတာတွေကအများကြီးပဲကိုဖြစ်ချင်တာမဖြစ်တာတွေကအများကြီးအဲ့တော့မြတ်စွာဘုရားကဒီသုတ်တမှာဒီရဘဝအခြေအနေခေါင်းနေရခဲ့တဲ့ဘဝအခြေအနေတွေကိုတဲ့ဆုတောင်းယူနေလည်းမရနိုင်ပါဘူးစိတ်แท้က တန်တာတောင်းတနေုံနဲ့လည်းမရနိုင်ပါဘူးမရနိုင်ဘူးအကယ်၍ရနိုင်မယ်ဆိုရင်လူတိုင်းဟာအကောင်းကြိုက်လို့အကောင်းချွတ်တောင်းကြမှာကြီးပဲတဲ့ဘသူနဲ့ဘသူမှကွယ်ပြားခြားနာမှုရှိမှာ မဟုတ်ဘူးလို့ဒီလိုထောက်ပြပြီးမြတ်စွာဘုရားသုံးသင်ဆုံးမပေးတာတော့အေးဒါတွေကိုရချင်ရင်မင်းရရှိနိုင်တဲ့အကြောင်းတရားကိုလုပ်ပါ ရစေနိုင်တဲ့လမ်းကြောင်းကိုလျှောက်ပါလို့ဗျာအဲဒီလမ်းကြောင်းလေးဖော်ပေးတာအသက်ရှိခြင်းနဲ့ဆိုလို့ရှိရင်နဲ့အာယုတောင်ဝတ္တိကပฏิပဒါပฏิပစ္စည်းတပါတယ်အသက်ရှင်ခြင်းနဲ့ဆိုလို့ရှိရင်မြဲအသက်ရှင်မဲ့လမ်းကြောင်းတိုင်းသွားတယ်အဲ့ဒါကိုကျင့်လို့ဆိုလို့တယ်အသက်ရှင်နေတာကိုထိုင်ပြီးတော့အသက်ရှင်ပြရစီတို့ဆူတောင်းနေုံနဲ့မရဘူးအသက်ရှင်ခြင်းနေုံနဲ့မရဘူးအသက်ရှင်တဲ့လမ်းကြောင်းကိုသွားပါ သက်ရှင်စေနိုင်တဲ့လမ်းကြောင်းကိုသွားတဲ့သက်ရှင်စေထက်တဲ့အလုပ်မျိုးကိုလုပ်ပါအဲ့တော့အဲ့ဒီနေရာမှာရသော်ဗျာကတော့ဒီလောက်ဖယ်ဟောတယ်လောက်ဖယ်ဟောတော့ကိုချက်ကားပြီးတော့တနေ့ကြည့်ရအောင်နောက်ဒီအာယုတံဝတ္တိကပฏิပဒါပฏิပိစိတ္တပါအသက်ရှိတဲ့လမ်းကြောင်းအတိုင်းသွားပါတဲ့အဲ့ဒါဆိုလို့ရှိရင်မင်း လူဘဝလူအသက်လက်ဘဝလက်အသက်သက်ရှိမှုတွေကိုရပါလိမ့်မယ်ဗျာသက်ရှင်စေတဲ့အကျင့်ကိုကျင့်ပါလို့ဆိုအဲ့ဒါကိုနှစ်ပိုင်းခွဲပြီးတော့မှတ်တယ်ရသော်ဗျာဟိုလိုတာတော့ဒါနသီလကုသကောင်းမှုလုံးလို့ရှိရင်မင်းလိုချင်တာရမှာဒါပြောတာเนาะသက်ရှင်စေတဲ့အကြောင်းတရားဆိုတာအစစ်မှန်ကကုသကောင်းမှုပဲလောကမှာဘဝမှာအစဉ်ပြေသမျှ အကျိုးတရားတွေဟာကုသိုလ်ကပဲပေးတာပဲအကုသိုလ်မပေးနိုင်ဘူးအကုသိုလ်မှန်သမျှဆိုးကျိုးကိုသာဖြစ်စေတယ်ကောင်းကျိုးကိုမဖြစ်စေဘူးကောင်းကျိုးရတာမှန်သမျှကုသိုလ်ရဲ့အကျိုးလို့ဒါကိုတော့တစ်ချက်ချက်မှတ်ထား